သူ့ငွေတို့ Samsung Galaxy S7 နဲ့ရရှိနိုင်မဲ့အစီအစဉ်ကြီးတခုစလောက်ကိုသပိန်း3433ကျပ်နဲ့ဆောက်လာရစ်တာဝယ်ယူနိုင်ပါပြီမြမရှေဆောင်မန်တွင်ငွေစုပါလာမယ့်ဂျွန်တရနေ့ရစပြီးဖုန်းငွေဖြည့်ကတ်ထရနေ900ခန်းလုံးကုန်သွယ်ကုန်ကောက်ခံတော့မယ်လို့မြမဆက်သွယ်ရေးကသတင်းထုတ်ပြန်ခဲ့ပြီးရဲ့နောက်ပိုင်း နိုင်ငံတကာမှာမရှိတဲ့အခွင့်အရေးမျိုးဖြစ်တာကြောင့်ဖုန်းအသုံးပြုသူတိုင်းမကျင်တဲ့ချက်တွေနဲ့ပွက်လို့ရိုက်သွားပါတယ်။ဖုန်းပြောခွန်နဲ့ပတ်သက်ပြီးစိုးရိမ်စရာမလိုဘူးလို့အစိုးရကပြောထားပေမဲ့လည်းပြည်သူတွေဘာတွေကြောက်ကြနေကြသလဲ။ဖုန်းပြောခွန်900ခန်းလုံးပြီးဆောင်ရမယ့်ကိစ္စဟာအလောက်ကိုင်းစင်ပြင်းနေရင်ပြည်ထနာမရှိပေမဲ့ဖုန်းအသုံးပြုသူတွေပေါ်အခွန်ဖြစ်တာဟာသဘာဝမကျပဲအမြဲခံပတ်ဖြစ်နေတဲ့ပြည်သူတွေကတော့စက္ကန့်နေရမှာပဲလို့ပြောသူကကိုသက်မောင်ပါမကျင်းနဲ့လေဘာမှမလုပ်နိုင်တာကြောင့် လူလူကိုဝင်တော့ဝင်ဖို့မဖြစ်စေတဲ့အစိုးရမျိုးဖြစ်စေခြင်းလေလို့ပြောပါတယ်။အခုကသူတို့ကောက်ချင်တာတော့ကောက်မှာပဲလေကောက်တာတော့ကောက်တယ်ဆိုတာအလုံးစင်ပြင်ရင်တော့ကိုယ်လည်းသိပ္ပတနာမရှိဘူးပေါ့အစင်မပြေတဲ့အချိန်ကျတော့လေတသောင်းသူတသောင်း900ဆိုရင်တနေ့ကို2000မူလောက်ပြောရင်ပြောရင်လည်းဒါတထောင်ထောင်ကပါသွားပြီလေကိုယ်ဒီမှာဘာမှမနားမလဲပဲနဲ့ဥစားကြီးသူလှုပ်ချင်တာလှုပ်ပေါ့ဒီသူသူတို့ကတော့အမေကတော့ခံမဲ့ကြီးပဲလေခံမဲ့ဆိုတော့မဲရမဆက်ခံပေါ့ကွာပြောမယ်ဆိုရင်တော့ ကျင်းနှမှုမရှိဘူးလို့ပြောရတယ်ဘာလုံးလုံးမမေရပါနဲ့ဥစားဒီလိုလူတို့ဝင်တော့ဝင်ဖို့ဖြစ်မဲ့အလုံးမျိုးကိုမလုံးစေချင်တဲ့အစိုးရမျိုးပဲဝါဖြစ်ချင်တာပေါ့ကွာကားအယောင်းဝင်သမားကိုဝင်းမြင့်ကတော့အလုတ်ကြောင့်တလာကိုဖုန်းပေးစီအနည်းဆုံး9000လောက်သုံးနေရတော့အခွန်2500ဆောင်းလိုက်ရင်ဘာအကျိုးကျေးဇူးပြန်ရမလဲဆိုတာပြည်သူတွေသိတယ်လို့ပြောပါတယ်ပြည်သူတွေစီကားရမယ်ဖုန်းပြောကအခွန်တွေကနေတန်းနဲ့ချီပြန်ရမယ်ဆိုရနေနဲ့ကျမ်းမာရေးပညာရေးလူမှုရေးလုပ်ငန်းတွေအတွက်မဟုတ်ဘဲ ဘမသုံးမှတ်မတိပဲနဲ့တော့မပေးနိုင်ဘူးလို့ဆိုပါတယ်။ရာဂိုင်လုံးနဲ့ဟာလာပုံးပေကိုပြန်ပြီးထက်ကောက်မယ်ဆိုလို့ရှိရင်တော့ဘယ်သူမှလည်းဆောင်ရမှာမဟုတ်ဘူး။ကိုလိုလည်းမဆောင်ရဘူး။အာတနိုင်ငံလုံးမှာရှိတဲ့လူတွေလည်းဘယ်သူမှတော့ဆောင်ရမှာမဟုတ်ဘူး။နိုင်ငံတော်အစိုးရအနေနဲ့ပုံးပေကခုနှစ်ရလာရင်ဘာလုပ်ချင်တာလဲ။ဘယ်အတွက်အကျိုးရှိရှိအကုန်ချချင်တာလဲ။ဒါမျိုးတွေတော့လိုအပ်တယ်လို့ပြောခြင်းနဲ့။အဲသူပဲဖြစ်ဖြစ်ဖုံးကင်နေတဲ့လူမှန်တော်များဒီနိုင်ငံတကာမှာ မရှိတဲ့ပုံးပေကို ဟလာအခွန်ကောက်တယ်ဆိုတဲ့ကိစ္စကိုတော့အခုအားလုံးရဲ့ကိုစားပေါ့နော်တန့်ကွက်ပါတယ်အစိုးရသတင်းထုတ်ပြန်ခြင်းကစပြီးလူမှုကွန်ရက်မှာမကျဉ်းနှက်မှုတွေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ကြပြီးကားစီးသူခီးတဲ့တွေလည်းဖုန်းပြောကအခွန်ကောက်တာအထိပ္ပယ်မရှိကြောင်းပြောနေကြတယ်လို့အငားရင်မောင်ဦးသက်ကျော်ကပြောပါတယ်အသုံးစိတ်တွေကြီးနေပြီးတနည်းတောင်းရဖို့မနေရုံးကန်နေရတာကြောင့်ဝင်ငွေအစဉ်ပြေမှပဲကျဉ်းနှက်ကြလိမ့်မယ်လို့ဆိုပါတယ် ဖုံးသုံးတယ်ဆိုတာဒါဖုံးကပြစ်မြင်မှုကသုံးကြတာနိုင်ငံသားမှလည်းရှိမှမရှိတာမနိုင်ရဘူးမလို့မဆောင်ရင်ရောလူရင်အခုစီးရလူတော်များလည်းအတန်ထွက်တာပဲဒါမှပြောကြရင်လည်းဟိုဒီအရရအတိတ်ပဲမရှိသေးဘူးဗျာအဲ့လိုဆိုအတန်တွေထွက်နေကြတာဒီနေ့မှအပေါင်းတလောင်းကြော်ကြော်ရဖို့မနေ့ချာနေရတာလေဟုတ်တယ်မလားအိမ်စားကြီးနဲ့မနေ့ရုံးကန်နေကြအဲ့ဒီခါဒီဟိုဟွာဟိုဟွာတက်လိုက်ဒီဟာတက်လိုက်ဆိုတော့လို့ရှင်ပြလား တက်နိုင်ရင်တော့ပြည်သူပြည်ဝနဲ့သူအဆင်ပြေနေတော့အားလုံးကျေနပ်ကြမယ်